မျက်နှာပွင့်လန်းလက်ရွှင်လန်းစေတဲ့ရှင်သီဝလိကာထာဒီကာထာကိုရွတ်တော့မယ်ဆိုရင်ဖះတရားတန်ခါယရဏမြတ်သုံးပါးကိုစိတ်ထဲမှာအရင်ထင်နေအောင်အာယုံပြုရှုမြင်ပုံဖော်ထားရပါမယ်ပြီးမှရှင်သီဝလိဆိုတာမြတ်စွာဘုရားရဲ့တပည့်တော်ကားတွေထဲကတပားဖြစ်ပြီးတော့လက်လာပါပေါ်များတဲ့နေရာမှာဘုရားရှင်ကိုရောမြတ်ကြီးကတော့မှဣတတက်ဘွေထူးကိုပေးရလောက်တဲ့အသည့်အတိတ်ဘဝကကုသိုလ်ပါရမီကံအဟုန်တွေနဲ့ပြည့်စုံနေတဲ့ယဟန်တပါးဆိုတာကိုလည်း ကိုယ့်ရဲ့စိတ်ထဲမှာပုံဖော်ထားရပါမယ်ဂါရတော်ကတော့အုံရှင်သီဝလိဘုံရှိမြတ်စွာယဟန္တာ ထိမှမြတ်ဖြာ ကိုရောနာနာမကိုရောချင်းခတ်သိမ့်လိုရာယကာယဝစီမနောချီသုံးနီဩကာသယိုသေးမြတ်နိုးကျွန်ရှိခိုးတကူကိုရောပြအရာခတ်သိမ့်အောင်မြင်ငိမ့်စေတည်းဒီဂါရာကိုမနဲ့တိုင်ဖျားရှိခိုးပြီးရင်ခုနှစ်ခေါက်ညခုနှစ်ခေါက်အလုတ်ကိစ္စနဲ့အပြင်သွားရတော့မယ်ဆိုလို့ရှိရင် သွားမဲ့ဘက်ကိုမျက်နှာမူလက်ဥချီပြီးတော့ခုနှစ်ခေါက်ရွတ်ပါ